ဂျပန်တွင်တားမြစ်ထားသောကြောင်တော်တော်များနံပါတ်၄ငါကယာကူဆာကွာလို့ပြောလို့မရဘူးဂျပန်မှာယာကူဆာလူဆိုးခိုင်းကဘလောက်နာမည်ကြီးလဲဆိုတာတော့ကျွန်တော်တောင်ပြောနေကြမလို့လို့ထင်ပါတယ်ဂျပန်မှာယာကူဆာနဲ့ပတ်သက်ပြီးတော့တော်တော်လေးအလေးထားပါတယ်တော်တော်လေးလည်းကြောက်ကြပါတယ်ဘလောက်တောင်ကြောက်လဲဆိုဂျပန်တွင်တက်တူးနဲ့ပတ်သက်ပြီးဘလောက် serious ထားလဲဆိုတာကိုဂျပန်မှာအလုံးလုံးကိုစိတ်ဝင်စားတဲ့လူတိုင်းကိုမှာတက်တူးရှိရင်ဂျပန်လာလို့မရမှာကိုစိတ်ပူတတ်ကြပါတယ်ဒီလိုတက်တူးတွေကိုတားမြစ်ထားတာကလည်းယာကူဆာတွေနဲ့အများကြီးပတ်သက်နေပါတယ်တချို့ဆိုရေပူစမ်းကန်တွေမှာဆိုလို့ရှိရင်တက်တူးရှိနေဝင်ခွင့်မပြုပါဘူးအဲ့ဒါကြောင့်တင်ဟာရန်ဖြစ်ရင်တိကိုစီ ယာကူဆာဆိုပြီးတော့ပြောပြီးတော့တဖက်လူကိုဒဏ်ရာရအောင်လုပ်ရင်တော့တင်ဟာတပူပေါ်တပူဆင့်ပြီးတော့အမှုနှစ်ခုနဲ့ဖမ်းခံရနိုင်ပါလေ။အဲ့ဒါအပြင်ယာကူဆာတွေကလည်းခုတိရှိနေသေးတာကြောင့်တင်ဟာအခက်မသိရင်သူတို့နဲ့တွေ့ပြီးတော့စွန့်ကြည့်ဝမ်းလိုက်အောင်လည်းခံရနိုင်ပါသေးတယ်။အဲ့ဒါကြောင့်လူကြီးမင်းကဂျပန်မှာငါကယာကူဆာမဟုတ်တဲ့ဖာလူလာကိုအောက်ဆိုပြီးတော့တွားပြီးအမချောင်းမျိုးကိုအကြံပေးကြပါလိမ့်မယ်။အေယောင်ချောဆာယာကူဆာလိုလိုဖာလူဒါလိုလိုလိုဘယ်နဲ့အရင်မွေးစပိတ်စီလို့မရဘူး။ မြန်မာမှာတော့အရင်မူးရင်စပိန်စီးလို့မရဘူးလို့စီးရည်နေမရှိဘူးပဲဂျပန်မှာတော့အရင်မူးပြီးစပိန်စီးရင်သင်ဟာဖန့်ခံမှာပါဂျပန်မှာကားတွေပေါ်ပြီးလမ်းသွယ်တွေမီးပွိုင်တွေအရင်များတာကြောင့်စပိန်တို့ကားတို့အန်နီယေတွေကအရင်စီးကံကိုတင်းကျပ်ထားပါတယ်ဂျပန်မှာကစပိန်စီးရင်နှစ်ယောက်စီးလို့မရတာတို့နှချက်တက်ရင်တော့မှသင်ဟာဒဏ်ကြီးပေးရမှာဖြစ်ပါတယ်ဒဏ်ကြီးကလည်းနည်းနည်းလုံးလုံးမဟုတ်ပဲနဲ့မြန်မာငွေနဲ့ဆိုရင်၁၂သိန်းလောက်ရှိပါတယ်အဲ့ဒီအပြင်ပို့ဆိုးတာကတော့စပိန်စီးရင်အရင်တောက်တာကပို့ပြီးတော့ပြစ်ဒဏ်ကြီးပါတယ်အဲ့ဒီအပြင်သင်ဟာကားလိုက်စင်မှာရှိနေရင်တော့အဲ့ဒီနေရာမှာသင်ဟာအရင်မူးပြီးစပိန်စီးတာကြောင့်သင်ကားလိုက်စင်မှာအသိမ်းခံရ ်နိုင်ပါတယ်ဂျပန်မှာစပိန်စီးရင်သတိထားကြအောင်ဗျာကျွန်တော်တင်ငယ်ချင်းကောင်မလေးတယောက်ဆိုရင်စပိန်စီးရင်နဲ့ဂျပန်အဖွားတယောက်ကိုတိုက်မိတာကြောင့်ပြဿနာအကြီးကြီးတက်ပြီးတော့တော်တော်လေးနဲ့ယူလိုက်ရပါတယ်ခင်ဗျာဂျပန်မှာတင်ဟာကြောင်းနေပဲဖြစ်ဖြစ်အလုံးနေပဲဖြစ်ဖြစ်လာလို့ရှိရင်အလုံးနောက်ကြရင်အမြဲအလို့တကြီးဖွင့်ပြီးဘီးပွိုင်တွေလမ်းတွေတွေကိုတတိမထားရင်ဒါမျိုးတွေကဖြစ်နိုင်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်ဂျပန်မှာစပိန်စီးရင်အထူးယူဆိုက်စီချင်ပါတယ်ခင်ဗျာနံပါတ်3သူများနိုင်ငံအလံကိုဖြစ်ပြလို့မရဘူး ဒါကတော့ဂျပန်လူမျိုးတွေအတွက်တည်တတ်ထုတ်ထားတာပါဂျပန်မှာကတခြားနိုင်ငံနဲ့မတူတာကသူတို့ဟာလူအဖွဲ့အစည်းကိုအရန်လေးထားပါတယ်သူတို့နိုင်ငံမှာဆိုညံနေနေချိုးတဲ့သူတွေနဲ့မတန်ဆန်းတွေကိုတော့မှအလုပ်ပေးထားပါတယ်ကျွန်တော်တို့နိုင်ငံသားတွေကိုတော့မှနိုင်ငံကြီးမကောင်းလို့ဆိုပြီးတော့ခေါ်လို့ဝေးပေးထားတာကိုကြည့်ရင်ဂျပန်တွေဘလောက်ကိုကျေးစာသိရှိလဲဆိုတော့သိနိုင်ပါလိမ့်မယ်အဲ့ဒါကြောင့်သင်ဟာဂျပန်နိုင်ငံသားဖြစ်ရင်ကိုယ့်နိုင်ငံရဲ့အလံကိုဖျက်ပစ်လို့ရပေမဲ့တခြားနိုင်ငံအလံကိုတော့ဖျက်ပစ်တာတွေလုပ်လို့မရဘူးဒါလည်းအကြောင်းပြချက်လေးရတော့ရှင်းပါတယ်ဒီလိုကိစ္စလေးတွေကိုလည်း line ပေါ်မှာပြန်ပြီးတော့တခြားနိုင်ငံတွေနဲ့ခင်မမှုကိုပြချင်လို့ပါခင်ဗျာနံပါတ်၄ပတ်စံတောင်းစားခြင်းမြန်မာနိုင်ငံမှာတော့ ပတ်စံမရှိရင်တင်ဟာလမ်းစီလေးပြပအောင်ဆိုပြီးတော့လိုက်လံတောင်းစားလို့ရပေမဲ့ဂျပန်မှာတော့ဒီလိုတောင်းစားတာတွေကိုတမ်းမြစ်ထားပါတယ်။ပတ်စံတောင်းတာကိုဘယ်နေရာမှာဆိုတမ်းမြစ်ထားတာပါ။လမ်းပိတ်မှာပဲဖြစ်ဖြစ်ဂီတာလေးနဲ့တောင်းစားရင်တော့မှတင်ဟာခွင့်ပြုချက်မရရင်တောင်းစားလို့မရပါဘူး။နောက်ဆုံးအင်တာနက်ပေါ်မှာတော့တောင်းလို့မရပါဘူး။ဒါဟာအခက်မသိရင်တင့်ကိုတိုင်မယ်ဆိုရင်ဖမ်းခံရပါတယ်။ဘာလို့လဲဆိုရင်တော့အကြောင်းပြချက်လေးတော့ရှိပါတယ်။ဂျပန်မှာကအလုံးမလုံးပဲပတ်စံတောင်းတာနဲ့ကိုယ့်ကိုတနာလာအောင်လုပ်ပြီးနေပြောတာဟာရာဇဝမှုမျိုးလို့ပါခင်ဗျ။အဲ့ဒါကြောင့်ဂျပန်ရောက်ရင်တင်ဟာအလုံးကောင်းကောင်းလေးတစ်ခုတော့ရှာထားဖို့အကြံပေးချင်ပါတယ်ခင်ဗျ။ Am I? Sir, can I help you? ကျွန်တော်ခုလုပ်ပြီးနေတဲ့ content လေးတွေကကျွန်တော်အရင်ကြိုက်တဲ့ content creator LinkedIn Universe ကိုအခြေခံပြီးတော့လုပ်ထားတာပါဗျာ။ဟုတ်ကျွန်တော်နောက်လည်းဒီလိုမျိုးဂျပန်နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့အချက်လေးတွေကိုအများကြီးတင်ဆက်ပြပါဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို like and follow လုပ်ပေးလို့ရပါတယ်ခင်ဗျာ။အားလုံးပဲတက်တာ။